ဒီနေ့နိုဝင်ဘာလ20ရက်နေ့ကတော့ကမ္ဘာကလေးမန်းနေ့ဖြစ်ပါတယ်။ကလေးတွေမှာလည်းကလေးခွင့်ရရှိပါတယ်။အထူးသဖြင့်လောကျုံနဲ့ပတ်ဝန်းကျင်ကြကြမာမာကြီးထောက်ခွင့်ပညာတင်ကြားခွင့်နဲ့သူတို့ရဲ့အမြင်တွေကိုလေးစားခံရဖို့သူတို့အခွင့်အရေးပြုအောင်လှုံ့ဆော်ပေးဖို့လိုအပ်ပါတယ်။ယူရိုဘောမြန်မာရဲ့ဆွေးနွေးချက်တွေအရဖြစ်ဆိုသူ90%ရာခိုင်နှုန်းလောက်ကကလေးသက်ငယ်ခွင့်ရရှိရအောင်ခေါင်းအောင်တည်ကြပါမယ်။ ဒါပေမဲ့ကလေးတွေမှာသူတို့ရဲ့အမြင်မျိုးပြပြခွင့်သူတို့ကိုတက်ရောက်တဲ့ဆုံးဖြတ်ချက်တွေမှာပါဝင်ခွင့်ရကြလားဆိုရင်တော့ပါဝင်ဖြည့်ဆိုသူတွေရဲ့တဝက်ကြောင်လောက်ကသိမရပါဘူးလို့ဖြည့်ဆိုထားတာတွေ့ရပါတယ်။ဒီကလေးတက်ငယ်အခွင့်အရေးနဲ့ပတ်သက်ပြီးတော့မြင့်မြတ်ခဲ့တာရောကြီးလိုက်ကြရအောင်ပါ။ ကလေးတွေမှာလည်းဂုံတိတ်ခါဆိုတာရှိပါတယ်။သူတို့ရဲ့ဂုံတိတ်ခါကိုလေးစားလိုက်နာခံရပြီးတော့စိတ်လုံခြုံမှုရှိတဲ့ပတ်ဝန်းကျင်မှာပျော်ပျော်ရွှင်ရွှင်နဲ့သူတို့ရဲ့ကစားချိန်၊စားချိန်၊နားချိန်ဒါတွေကိုလည်းပြည့်ပြည့်ဝဝရပြီးတော့လေးလာတည်ငွင်းရှိတဲ့ပတ်ဝန်းကျင်မှာကလေးတွေကကြီးပြင်းတက်ပါတယ်။ဒါတွေအားလုံးကိုခြုံငုံပြီးတော့ဒါကလေးတငယ်အခွင့်ရေးလို့တတ်မှတ်လို့ရရပေါ့နော်။ကလေးတိုင်းကိုဒီ

children and their rights. We all have a duty around the world to ensure that children's rights are implemented. And there's no country in the world where children's rights are fully respected across the range of rights. So we have a lot of work to do to ensure that children's rights are fulfilled and protected everywhere where they live, whether it's at home or in the school, anywhere where children are. ကလေးတငယ်ခွင့်ရင်းဆိုတာကလေးများနေမှာမဟုတ်ပါနဲ့နေ့ရက်တိုင်းမှာလည်းလေစာလိုက်နာခံရပြီးအပြစ်ဝါရရှိဖွယ်အတွက်လိုအပ်ပါတယ်ကလေးတွေအတွက်လုံခြုံစိတ်ချရပြီးကြကြမမကြီးပြင်းနိုင်တဲ့ပုံဝင်ချင်ကောင်းတစ်ခုကိုအတူတူဖတ်တီးကြရအောင်နော်